အမေရိကန်နိုင်ငံနယူးယောက်မြို့ကိုရောက်ရှိနေတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဂျွန်ဆန်းစုကြည်ဟာကုလသမဂ္ဂအထွေထွေညီလာခံပြုလုပ်နေချိန်မှာပဲနိုင်ငံတကာအဖွဲ့အစည်းအကြီးအကဲတွေနဲ့တီးခြားတွေ့ဆုံခဲ့တယ်လို့အဲ့ဒါလိုတီးခြားတွေ့ဆုံမှုတွေထဲမှာ OIC အထွေထွေမှုချုပ်အီရက်အီမေမာတာနီနဲ့တွေ့ဆုံမှုလည်းပါဝင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်စုကြည်ဟာစက်တင်ဘာလ22ရက်နေ့ဒေသစံတော်ချိန်7:00နာရီမှာ World Economic Forum ရဲ့ Executive Chairman ဖြစ်သူ Professor Claude Sharon နဲ့တွေ့ဆုံခဲ့ပြီး Open Society Foundation တည်ထောင်သူနဲ့ Chairman ဖြစ်သူ Mr. George Soros နဲ့ဒေသစံတော်ချိန်7:45နာရီမိနစ်မှာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံမှတိကျတွေ့ဆုံခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ ဆလပီကုလသမဂ္ဂလူအခွင့်ရေးဆိုင်ရာမဟာမင်းကြီးဇီဒရက်အဲဟူစိန်နဲ့ဒေတာစံတော်ချင်း၁၂နာရီမှာတိကျတွေ့ဆုံခဲ့တာဖြစ်ကြောင်းသိရပါဗျ။ဒေါန်ဆန်စုတီဟာစက်တင်ဘာလ၂၁ရက်မှာအစ္စလာမစ်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့အတွင်းရေးမှူးချုပ်အီရက်အီမင်မာဂျာနီနဲ့နယူးယောက်မြို့မှာတိကျတွေ့ဆုံခဲ့လို့ OIC ကသတင်းထုတ်ပြန်ထားပါဗျ။အဲ့ဒါလိုတွေ့ဆုံမှုအတွင်းမှာမြန်မာနိုင်ငံဒီမိုကရေစီအုပ်ချုပ်ရေးမြင့်တက်နေမှုဘာသာရေးနဲ့အစိုးရပြည်ပခါတွေအဆုံးသတ်ဖို့မြန်မာအစိုးရအားအားထုတ်နေမှုတွေကို OIC အတွင်းရေးမှူးချုပ်အားအသိပေးခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ OIC အတွင်းရေးမှူးချုပ်ကဒီကိစ္စတွေနဲ့ပတ်သက်ပြီးမြန်မာအစိုးရရဲ့အာထုံမှုကိုစိုးစိုးခဲ့ပြီးဘင်္ဂါလီများအားနိုင်ငံသားဖြစ်ခွင့်နဲ့အခြေခံအခွင့်အရေးအပါအဝင်အခြေခံလူအခွင့်အရေးကာကွယ်စောင့်ရှောက်မှုတွေမှာ OIC ရဲ့လူလားချက်တွေကိုထောက်ပြခဲ့တယ်လို့လည်း OIC သတင်းထုတ်ပြန်ချက်မှာထပ်မံဖော်ပြခဲ့ပါတယ်။ကြပြင်ရခိုင်ပြည်နယ်မှာလူသားချင်းစာနာထောက်ထားမှုအခြေအနေတိုးတက်လာရေးအတွက်ပုံမအားထုတ်မှုများပြုလုပ်ပေးရန်အချက်ကိုလည်းတောင်းဆိုခဲ့တယ်လို့သိရပါဗျ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာစက်တင်ဘာလ19ရက်နေ့ကလည်း UNESCO ရဲ့ညွှန်ကြားရေးမှူးချုပ်နဲ့တွေ့ဆုံခဲ့သလိုဒိမတ်နိုင်ငံဝန်ကြီးချုပ်မက္ကဆီကိုနိုင်ငံသမ္မတဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့နဲ့လည်းကုလသမဂ္ဂဌာနချုပ်မှတိကျစီတွေ့ဆုံခဲ့ကြောင်းသိရပါဗျာ။